နေ့မှာကံရစ်စစ်တင်တန်းအကြောင်းကိုဘုံကျဲခံလိုက်ရတဲ့အဓိကတရားခံနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုတွေလေအတူတူဆွေးနွေးကြပါမယ်။နောက်တစ် TV နဲ့မာဆက်ဖွင့်တာတော်လို့အောင်မြင်လို့မင်းအွန်လိုင်းကိုတိုင် စမှုဒန်းကောင်းတစိတ်ချီးမြှင့်ခံရတဲ့သူတူအကြောင်းကိုဖော်ပြပေးချင်တာပါသူရဲ့နာမည်ကတော့ဘုံမှုချုပ်မင်းတရားဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်ဒီအပိုင်းတွေမှာသတိထားမိလားမသိဘူးဗျာရန်ကုန်မြို့နေရာတော်တော်များများမှာနေစဉ်ရက်ဆက်ပုံတိုင်းခွန်းဆိုတဲ့အတန်တွေကိုကျွန်တော်တို့ကြားနေရတာဖြစ်ပါတယ်မကြသေးခင်ရပိုင်းအတွင်းမှာပဲရန်ကုန်ရဲ့အဓိကနေရာလဲပြောလို့ရတယ် အဓိကပြောက်လို့လို့လဲဆိုလို့ရတယ်မြို့တော်ခမ်းမကိုဘုံခွဲတိုက်ခိုက်ခဲ့ပြီးဖြစ်တယ်အခုအကုန်အရှင်းညွတ်နေတင်းနှစ်လေးရက်ကွက်အုတ်ချုပ်ရေးမှုရုံကိုထပ်မှန်ပြီးတော့လက်ပြဘုံနဲ့အုံးလက်ပြဘုံတိုက်ခတ်တိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရေးမှုနဲ့ငပြူတွေတရားပြင်းထန်ရရှိသွားတယ်လို့သတင်းရရှိထားပါတယ် အုတ်ချုပ်ခွင့်မရစေရရေကောက်ပွဲကျွန်တော်တို့လက်မခံဘူးလို့ကျွန်တော်တို့လူငယ်တွေပြည့်ပြည့်သားပြောပြီးသားရောင်ပေးရောင်ပေးပေကက်ပေကက်လုံနေအောင်မယ်ဆိုရင်တော့ဒီထက်ပို့ပြီးတော့နိုင်ရပါအောင်မယ်ဟုတ်ပြီဒီပြည်စင်ကရန်ကုန်မြို့တကုံမြို့တစ်အရှိပိုင်းမြို့နဲ့အမှတ်1-2လေးရက်ကအုတ်ချုပ်ရေးမှုရုံးကိုလက်ပြဘုံနဲ့လက်ခိုက်မှုတဲမှာအုတ်ချုပ်ရေးမှုနဲ့ဗျူဆော်ဒီ3កောင်တိကက်ဒဏ်ရရှိခဲ့တယ်လို့ဆိုပါတယ်စတိမ19ရက်နေ့နက်နက် နှစ်နာရီ၁၉မိနစ်အချိန်မှာတဘုံမြို့တဲ့အရှိပိုင်းမြို့နယ်ဟန်တာရီလန်းနဲ့မတောက်မြိုင်လန်းစုံကြီးအမှတ်၁နှစ်လေးရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကလက်ပစ်ပုံးနှလုံးနဲ့အုံအုံပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့လက်ပစ်ပုံးနှလုံးပြသွင်းတိုက်ခိုက်ခဲ့တယ်ရုံးမှာရက်ကွက်ကင်းဆောက် ပြီးတော့ကင်းပတ်လုတ်နေတဲ့အကျန်းဖတ်စစ်တပ်လက်ပါစေအုပ်ချုပ်ရေးမှုနဲ့ view သုံးកောင်ထိထားတယ်လို့ကနဦးမြေပြင်သတင်းတွေကရရှိထားတယ်။စေုံကားတွေရောက်ရှိလာတယ်လို့လည်းသိရှိထားတယ်။ပောက်ပွဲပြီးတင်းနစ်လီရက်ကွက်ထဲမှာနီးစက်တဲ့133ရက်ကွက်ဖတ်မှာရောပြီးတော့စခွေးတွေအဲရက်ကွက်ထဲကဘုံမြောက်ဒီမြောက်កောင်နေပြစောထိအမြောက်အများကင်းပတ်ပြီးတော့စစ်စေးနေတာတွေရှိတယ်။ဒီမနက်ထိအဲ့ဒီ တင့်နှစ်လေးရက်ကွက်ရုံတွိုက်ကိုပိတ်ဆို့စစ်ဆေးပြီးတော့လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေလာတွေပြုတ်လုနေစေဖြစ်တယ်လို့မြေပြင်တည်င်းပေးပို့ထားတာဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်တို့ရက်ကွက်အုပ်ချုပ်ရေးတွေနဲ့ပတ်သက်ပြီးတော့ဒါဘုတ်ခွဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြတာလဲဆိုရင်အကြံဖက်စစ်ခွေးတက်ကပြုတ်လုမဲ့အထုအယောင်ရွေးကောက်ပွဲကိုပူပေါင်းလှုပ်ရှားနေတဲ့မြေစုကိုမဆူ ချစ်ရောက်တဲ့ရင်းယူပြပေးမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်။ရွေးကောက်ပွဲကိုလည်းလုံးဝလက်ခံမှာမဟုတ်ဘူးလို့ဒါရန်ကုန်တော်လှန်ရေးမှာမိတ်နဲ့အတူလက်တွဲပြီးတော့ဆက်လက်ပြီးတော့အချိန်မြင့်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တဲ့အကြောင်းကိုမျိုးပြပြောက်ကြားဖွဲ့တွေကပုတ်ပွင့်လင်းလင်းအသိပေးထားပါတယ်။ရွေးကောက်အုပ်ချုပ်ရေးမှူးဆိုတာလည်းကျွန်တော်မိသားစုဝင်တွေဒါအဖြစ်မနေတိတိဆက်ဆက်နေတဲ့နေရာတွေ ိုတော့ဘာဖြစ်ပါကိစ္စရှိတယ်ဆိုလည်းမြင်မြင်လေးလုပ်ပေါ့ဗျာပြီးတော့မြင်မြင်လေးပြန်ထွက်ပေါ့ကျွန်တော်တို့ကတော့ဒါအများပြည်သူထိခိုက်ဒဏ်ရရှိနိုင်မှုအ ਨੇ စုံနဲ့ဒါဖြစ်နိုင်ရင်တော့ထိခိုက်မှုလုံးဝမရှိစေချင်ဘူးဒါကြောင့်လည်းပဲကျွန်တော်တို့ဒီပေါက်ခွဲတိုက်ခိုက်တဲ့ဖြစ်စဉ်တွေမှာဆိုရင်ဒါအချိန်တွေဆိုရင်ကျွန်တော်တို့တော်တော်လေးကိုစစ်စစ်ပြီးတော့တည်တည်ချာချာဘောနော်ကြိမ်ကြိမ်ဖန်ဖန်သုံးသပ်ပြီးမှလှုပ်ဆောင်ရတဲ့အခြေအနေလေးတွေလည်းရှိပါတယ်ဒါကတော့ နေ့စဉ်ရက်ဆက်တဖုံဖုံတတိုင်းတိုင်းတုံးအောင်နဲ့မသိရင်ကျွန်တော်တို့ဒါပျော်ဝဲရှင်ပွဲကြီးကျင်းပနေတဲ့ပုံစံမျိုးအထီကိုကျွန်တော်တို့စက်တိုက်ကျွန်တော်တို့တွေ့မြင်ကြနေရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် KYA စစ်တင်နံကိုဘုံကျဲတိုက်ခိုက်ခံရမှုအဲ့ဒီအခြေအနေကိုကျွန်တော်မတင်ပြခင်ပါအကြံဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကိုတိုင် စစ်မှုတန်းကောင်းတစိတ်ချီးမြှင့်ခံထားရတဲ့သူအဲ့ဒီသူကလက်ရှိမြို့ပေါ်ရက်ကွက်အတွင်းထဲမှာ KDP နဲ့မာဆက်တွေကိုပေါ်ပေါ်ထင်ထင်လှုပ်ဆောင်နေတဲ့ဘုံမှုချုပ်တူဖြစ်နေပါတယ်ဆိုတော့သူတယောက်တည်းလားဆိုတော့မဟုတ်ဘူးအဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒါသက်ဆိုင်ရာဒါအရာရှိဝန်ထမ်းတွေနဲ့အကုန်လုံးပေါင်းပြီးတော့လှုပ်ရှားနေကြတယ်ပြီးတော့တရားမဝင်အခြားလုပ်ငန်းတွေကိုလည်းပဲတရားဝင် မြို့ပေါ်မှာပဲပေါ်ပေါ်ထင်ထင်လှုပ်ဆောင်နေကြပါတယ်ဆိုတော့ဒီလိုလှုပ်ဆောင်နေတဲ့ KTB မှာဆက်တယ်တရားဝင်လုပ်ငန်းတွေလုံးကင်နေတဲ့သူကိုမင်းအောင်လှိုင်ကစူးစိတ်ချင်းမြင့်ချင်းခံထားရတယ်ဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံကဘူဂျုတ်အောင်ဆန်းပြောတဲ့နိုင်ငံအတိုင်းတစ်ထပ်တည်းဖြစ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါဒီနေ့မှာကျွန်တော်ဗီဒီယိုလေးတစ်ခုအမှတ်တမဲ့တွေ့လိုက်ပါရန်ကုန်မှာကျွန်တော်မိသားစုတောင်ရံစားတောက်နေတဲ့ဒီကလေးမလေးကလေးမလေးကို ဒါမရင်းကျင့်သွားတဲ့ဖြစ်စဉ်ဖြစ်သွားခဲ့ပါတယ်။ဆိုတော့တောင်းဆောက်တော့နေတဲ့ကလီမာလေးရဲ့အသက်ကလည်းလင်းနစ်ပဲရှိသေးတယ်ကျွန်တော်မိသားစုနဲ့။ဒီဖြစ်စဉ်ကိုကြားတဲ့ချိန်မှာအာဘယ်လိုပြောမလဲကျွန်တော်တို့နိုင်ငံအတွင်းထဲမှာပေါ့နော်ဒီလိုအခြေအနေမျိုးတွေတစ်ခုပြီးတစ်ခုဒါပုံမဆိုးဝါးစွာနဲ့ဒါကျွတ်တုံနေရတယ်အဲဒါတွေနဲ့ပတ်သက်ပြီးတော့လဲဒါရေးယူဆောင်ရွက်မှုတွေဒါထိရောက်တဲ့အခြေအနေမျိုးတွေ ရှိနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။တနည်းအားဖြင့်ကတော့နိုင်ငံဟာတော်တော်လေးကိုဒီဟိုဆူဆူဝါးဝါးပေါ့နော်ဆုတ်ရော်လာတာကိုကျွန်တော်တို့ထင်ရှားရှားတွေ့နေရတာပါ။ဆိုတော့အဲ့ဒီလေးနှစ်အရွယ်တောင်ရစားတော့နေတဲ့ကလီမာလေးဆိုပြဒီသူတို့တွေအနေနဲ့ပေါ့နော်အာရမကျူးလွန်သွားတဲ့မရင်းကျင့်သွားတဲ့ကောင်တွေလည်းဘလို့အတွေးခေါ်တွေဘလို့ပုံစံမျိုးတွေနဲ့ဒီကောင်တွေလောက်ရက်တာလဲဆိုတာလဲကျွန်တော်တို့ တခါလေကြရင်အာခမန်းတို့တော့မှာခတ်ပါတယ်ဆိုတော့အဲ့ဒီဖြစ်စဉ်ကလည်းပဲအဲ့ဒီကလေးမလေးပေါ့နော်အဲ့ဒီကလေးမလေးရဲ့ဒါပေါ့နော်ဒီခနာကိုအပိုင်းတွေမှာအာကျွန်တော်တို့သွေးပေါ့နော်အသွေးထွက်နေတာဒီကိုစတင်တွေးရှိပြီးတော့အာတို့တွေအစင်းစင်းပေါ့နော်ဆစ်ဆေးပြီးတော့ဒါအာရမပြုတ်ချင်းခံရတဲ့ဆိုတာကိုအတီးပြုတ်လိုက်ချင်းဖြစ်ပါတယ်ကျွန်တော်နိုင်ငံအတွင်းမှာဒါနိုင်ငံဟာ တော်တော်လေးကိုစိုးရတဲ့အခြေအနေတွေမှာတောင်ရံစားတော့နေတဲ့သူတွေအများကြီးကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နေရာတီးတီးမှာပါမြတ်တော်အဖြစ်မီးပွိုင်တွေကျွန်တော်တို့ရထားဘူတာယုံလေးပေါ့နော်ပြီးတော့လမ်းတော်လမ်းလာစီကားတဲ့နေရာတွေမှာလည်းတွေ့ရပါတယ်ဆိုတော့ဒါတွေကကျွန်တော်တို့အများနဲ့မြင်နေရတာကျွန်တော်မိသားစုတွေတခါတကြရင်ကိုယ်နိုင်ငံသားတွေပေါ့နော်ခုလိုမျိုးတောင်းရန်စားတော့နေတဲ့အခြေအနေကိုအာရွေချက်ရှိရှိနဲ့နေပအောင်နေကြအောင်ဒါဖန်တီးနေတဲ့လက်ရှိပေါ့နော် အကျမ်းဖတ်စစ်ခွေးတက်ဒါသူတို့တွေအုတ်ချုပ်ချင်နေတဲ့ပုံစံပြီးတော့သူတို့တွေအုတ်ချုပ်နေတဲ့နေရာတွေမှာအခုလိုမျိုးစိုးဝါးချင်နေတယ်ကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီဒါပေမဲ့တစ်ဖက်မှာကျတော့ဒါသူတို့ဒီဗိုလ်ချုပ်ကြီးတွေအချင်းချင်းစီးပွားရေးတွေပူးပေါင်းပြီးတော့လှုပ်ဆောင်နေကြတယ်ပြီးတော့အဲ့ဒီစီးပွားရေးတွေမှာလည်းပဲဒါပေါ့နော်အောင်မြင်နေတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဘာကြောင့်အောင်မြင်တာလဲဆိုတော့ကျွန်တော်တို့ကဘာမှာဗျာကျွန်တော်လေးလာသိရှိသလောက်ပေါ့နော် ျွန်တော်တို့ဒီ entertainment နဲ့ပတ်သက်ပြီးတော့စီးပွားရေးဟာနံပါတ်1ရှိပါတယ်เนาะ entertainment ဆိုတာက hotel တို့ KTV တို့အဲထက်မှအကုန်ပါတယ်ကျွန်တော်မိသားစုတွေဒါဒီ club တို့ပေါ့เนาะ masters တို့စသည်အဖြစ်ပေါ့เนาะတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒါအာဒီအပျော်နဲ့ပတ်သက်ပြီးတော့ပေါ့เนาะပြီးတော့အမျိုးသမီးတွေနဲ့အခြေခံပြီးတော့စီးပွားရေးလောက်တာကတကယ့်ကိုဒါကဘာမှနံပါတ်1အခြေအနေတစ်ခုအထိစတန်တစ်ခုမှာဖော်ပြထားတာကိုတွေ့ရတယ်နောက်ထပ်စတန် စတန်တစ်ခုရှိပါသေးတယ်အဲ့ဒီအဲ့ဒီဟာဘာလဲဆိုတော့ကမ္ဘာမှာနံပါတ်၁စီးပွားရေးအကောင်းဆုံးနေအဲ့တော့ဘာကိုကျွန်တော်တွေ့ရတာလဲဆိုရင်လက်နက်အကြောင်းဝယ်ဟာကမ္ဘာမှာနံပါတ်၁စီးပွားရေးအကောင်းဆုံးလို့ညွှန်းဆိုကြားထားပါတယ်ဆိုတော့ဒီအခြေအနေတွေဟာတော်တော်လေးကိုဟိုကျွန်တော်တို့ဘောနော်ကြောင်းလဲလာတဲ့ကျွန်တော်တို့ဒီလောကကြီးရဲ့ပြီးတော့လူသားတွေဘောနော် အချင်းချင်းဘောနော်အခုလိုပုံစံမျိုးတွေကျွန်တော်တို့ဒီတော်တော်လေးကိုဆိုးဆိုးဝါးတွေကျွန်တော်တို့တွေ့နေရတာဖြစ်ပါ နောက်နောက်ပတ်သက်ပြီးတော့လက်ရှိပေါ့နော်ဒီမြို့ပြဒေသတွေပြီးတော့လက်ရှိအချမ်းပစိခွေတက်အုပ်ချုပ်နေတဲ့နေရာတွေမှာ KTB တွေ Masters တွေ Class တွေစသည်အဖြစ်ပေါ့နော်အဲဒါတွေကိုဖွင့်လှစ်ထားတဲ့သူတွေမှန်သမျှဟာလက်ရှိအာနာရှင်အုပ်စုနဲ့မလို့မကင်းတဲ့သူတွေဖြစ်နေတာကိုကျွန်တော်တို့အများစုတွေ့ရပါတယ်။ဟုတ်တာမန်အဖြစ်ပြဖွင့်မယ်ဆိုရင်မလွယ်ဘူးကျွန်တော်မိသားစုရင်။နောက်ဆုံးကိုဖွင့်ကျင်တယ်ဆိုရင်တော့မှအမြေခံပြီးတော့ဖွင့်မှရမယ်။ဆိုပါလို့ဗျာဘုံမှုဘသူရဲ့သူ တိုင်းမှုဘသူရဲ့သူဘသူဘသူရဲ့ဆိုရမျိုးမှုအမိခံဒါမှမဟုတ် share partner power ပါမှလည်းပဲအဲ့လိုမျိုး entertainment လုပ်ငန်းတွေကလုတ်ကင်လို့အစဉ်ပြေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာကဒါအာနာရှင်အာနာရှင်ပေါ့နော်အာနာရှင်အုပ်စုနဲ့ပတ်သက်နေတဲ့စီးပွားရေးပေါ့နော်ဒီဘက်မှာကတာမန်ဗျာတာမန်ပေါ့ဗျာတာမန် entertainment ပေါ့နော်ဘာတစ်ခု kitty boot တစ်ခု masses ပေါ့နော်ဖွင့်မယ်ဆိုရင် တွားပြီးတော့ရှင်ပြန်ဖွင့်လို့မရဘာကြောင့်လဲဆိုတော့အာနာရှင်နဲ့ပတ်သက်တဲ့အခုလိုမျိုးပေါ်တာဘုံမှုပြုတ်ပြီးဘုံမှုတွေလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းဆရာပတနာကြီးထည့်ဝင်ပြီးလှုပ်ဆောင်နေကြရရှိသူတို့ကအခုတာမန်အဖြစ်ဖွင့်နေဒါအယတားပေါ့ဗျာအယတားဖွင့်နေစိုင်ကိုသူတို့ကနီမျိုးစုံနဲ့ဖြုတ်ခွဲมาဖြစ်တယ်ဖြုတ်ခွဲခဲ့တာတွေလည်းအများကြီးရှိတယ်ဒါကိုပြောချင်တာကျွန်တော်မိသားစုဝင်အခုဒါမင်းအွန်လိုင်းကိုတိုင်း ဒီ2024ခုနှစ်မှာစစ်မှုတန်းကောင်းစိတ်ချင်းမြင့်ခံထားရတဲ့မတ်ဆက်သုံးစစ်စင်ရေးကဲရေးမှုဌာနချုပ်မှုဘုံမှုချုပ်မင်းတီဟာကမြို့ပေါ်တွေမှာ KDP နဲ့ Masters တွေဖွင့်လှစ်ခြင်းအပါဝင်တရားမဝင်စီးပွားရေးလုပ်ငန်းများစွာကိုလုတ်ကင်နေတဲ့အပြင်ချင်းပြတ်ချစားမှုတွေကိုအကြီးအကျယ်လုတ်ကင်နေပြီးတော့လက်ရှိချိန်မှာတော်တော်လေးကိုအောင်မြင်တဲ့အခြေအနေတစ်ခုထိရောက်နေတယ် ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့တိုင်ကြားတဲ့ထိရောက်တဲ့တိုင်ကြားမှုတွေလည်းရှိနေတဲ့အခြေအနေတွေကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်ဘုံမှုကြောင့်မင်းတီဟာရဲ့ KTV နဲ့အနှိတ်ခမ်းအားတဲ့မြို့စွန်မြို့ပြားမှာဖွင့်တာမဟုတ်မြို့လေအတဲ့တဲ့မှာအချက်ချာကြနေရာတွေမှာဖွင့်လင်ထားတာဖြစ်တယ်တညာလုံးမူရင်အော်ဟစ်တောင်းញမ်းလို့ရတယ်တညာလုံးပြားကဲလို့ရတယ်ဗောနော်အဲ့လိုမျိုးမြို့နေပြည်သူတွေက အာဒီလိုချင်းတွေကိုတိုင်မယ်ဆိုရင်လည်းပဲဒါတိုင်တဲ့သူကမောသွားမယ်အဲ့ဒီနေရာကိုအေးအေးဆောင်ရွက်မှုတွေလည်းမရှိသလိုအဲ့ဒီမှာကျွန်တော်တို့ကတော့ဒီတိုင်တဲ့သူတွေကိုတော့မှကျွန်တော်တို့ခရိုင်ထွေထွေအုပ်ချုပ်ရေးမှုတွေပြီးတော့ပြီးတော့စကခ73တမမှုတွေပြီးတော့ဘုံမှုကျုံမင်းတီဟာ DSA a person 47နဲ့ပြီးတော့တပတ်စင်တဲ့သူတို့အပြောပေါ်တယ်သူတို့အခေါ်မိုးကြရှိကိုပေါ့ဗျာ ဒီလိုလူတွေနဲ့စုပယ်ထားတယ်ဒီလို KTV Masses ပြီးတော့အနှိတ်ခမ်းထွေ Entertainment တွေကျွန်တော်ပြည်သူကတိုင်နေဆိုကျွန်တော်ပြည်သူကပဲပြန်ပြီးတော့ဒါကိုယ်တိုင်ပြီးတော့ကိုယ်ကအဖြစ်ပြန်ပြီးတော့ရှာခံရတဲ့အခြေအနေထိကြရောက်နေတာကိုလည်းကျွန်တော်တို့ကြတိထားရပါတယ်လက်ရှိအချိန်မှာတို့ရဲ့အကုန်လုံးဟာတရားမဝင်စီးပွားရေးလုပ်ငန်းတွေအပြင် မျိုးရင်းမှာတရားမဝင်ကုန်တယ်တာတွေတရားမဝင်ပစ္စည်းတွေတည်ယူပို့ဆောင်တာတွေပြီးတော့စကြေကောက်ခံမှုတွေပေါ့နော်ဒါဘုံမှုရဲလွင်ဦးရဲ့အခွင့်အာဏာပေးအပ်ပြီးတော့ငွေကြေးရယူတဲ့ညှိုးဆုံပါဗျာအခြေအနေတွေကိုလည်းပဲသူတို့တွေလုဆောင်နေကြတယ်ကျွန်တော်ဗုတ်ပြင်းမျိုးတွင်းမျိုးပြင်းဂိတ်တွေအကုန်လုံးဘုံမှုရဲလွင်ဦးနဲ့တက်မှမှုကလွှဲထားတယ်စီပွားရေးသမားတွေစီကမလုပ်ချင်လဲငွေသာပေးအကုန်ပေးလို့တယ်ဗုတ်ပြင်းမှာ ဘုံမူရဲလွင်ဦးအားလုံးကိုဦးစီးပြီးတော့ငွေရှာတယ်ပြီးရင်တမမှုကိုပြန်ပြီးတော့ဒါဂါရတယ်ပေါ့ဗျာပြန်ပေးရတယ်ပေါ့ဒီလိုအခြေအနေမျိုးတွေလက်ရှိဖြစ်ပျက်နေတာဖြစ်တယ်ပြီးတော့ဆလာကစတုတ်တမမှုဘုံမူချုပ်မင်းတီဟာစီဝါရေးနဲ့ငွေရရှိဖို့ဒါအဓိကအာရုံစိုက်ပြီးတော့တပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဒုတိယစကားဆမှုဘုံမူကြီးမျိုးတန်းကိုလွှဲအပ်ဒါခိုင်းစေခိုင်းတာပြီးတော့ဘုံမူကြီးမျိုးတန်းကအောက်ကလ20နဲ့ 9ရက်နေ့နေ့မွန်တက်7နာရီ15မိနစ်အချိန်မှာ၄နာရီတန်ဘုတ်ပြင်းမြို့မှာလေညာမြို့ကိုနေနေမီစစ်စေးကွင်းစင်းတဲ့ဘုတ်ပြင်းအခြေဆိုင်အမှတ်73စစ်စင်ကုကေးမှုချုပ်ဒုတိယစက္ကကမှုဘုံမှုကြီးမျိုးတက်အဲ့ဒီဘုံမှုကလည်းပဲကျွန်တော်တို့ဒီ KTLA ရဲ့ဒါပဲတိုက်ခိုက်မှုအတွင်းမှာမကြသေးခင်ကအသေးဆုံးသွားတဲ့သူလည်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပြသူတို့ဟာအပေါ်ပိုင်းနေမှာပေါ့နော်စီးပွားရေးကိုပဲအဓိကလုပ်တာ ်စီးပွားရေးကိုအဓိကလုပ်နေတယ်ပြီးတော့အဲ့သူတို့လုပ်နေတဲ့စီးပွားရေးတွေမှာသူတို့အချင်းချင်းပေါ့နော်ဒါ DSC ပတ်စင်မဲ့မတူတာဖြစ်ဖြစ်ပတ်စင်တစ်ပတ်စင်တဲ့လူတွေပဲဖြစ်ဖြစ်ဘုံမူတီတွေပြီးတော့သူတို့အောက်မှာရှိတဲ့အစစ်စစ်ယာကန်တွေအကုန်လုံးပူးပေါင်းပြီးတော့လုံဆောင်နေကြတာဖြစ်တာကိုကျွန်တော်တို့ထင်ထင်ရှားရှားတွေ့ရမှာဖြစ်တယ်ပြီးတော့သူတို့ရဲ့တာဝန်ဝတ္တရားတွေကိုနော်သူတို့လုံဆောင်ရအောင်မယ့်အလုပ်တွေကိုသူတို့ရဲ့ဒါဒုတိယပေါ့နော်သူတို့အောက်ကသူတွေကိုညွှန်ကြားခိုင်းစေထားတာတွေရှိတယ်ပြီးတော့အဲ့ဒီညွှန်ကြားခိုင်းစေခံထားရတဲ့သူတွေကလည်းပဲသူတို့က ပေးထားတဲ့အဆက်မို့ဗျာဟိုဘက်ကတစ်ဖက်ကရှာတယ်ရတဲ့ပတ်စံကိုလည်းသူတို့ခွဲပေးတယ်ဆိုတော့ဒီလိုအခြေအနေမျိုးတွေနဲ့သူတို့တွေစီဝါရေး empower ကိုတိဆောက်နေကြတာဖြစ်တယ်လို့ကျွန်တော်တို့ဒေသခံတွေကသတင်းပေးပို့ထားတာဖြစ်ပါတယ်ဒါကတော့လက်ရှိကျန်းဖက်စစ်ခွိတက်ရဲ့အာနာယူအုပ်စုအတွင်းမှာလောက်ကန်စားတောက်နေတဲ့အခြေအနေအများကြီးတဲ့ကကျွန်တော်မြို့ပြည်သူတွေဒါပေးပို့ထားတဲ့ ဒီတိုက်ကြားမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်လည်ပြီးတော့ညဝေပေးခြင်းဖြစ်ပါတယ်အဓိကကျွန်တော်ဒီနေ့တင်ပြချင်တာက KIA စစ်တပ်ဘုံကျဲခံရမှုဒီဖြစ်စဉ်ကကျွန်တော် KIA နဲ့မြေတွင်းမှာစစ်တပ်ဒါတက်ရောက်ဖို့ရှိနေတဲ့အချိန်မှာကျွန်တော်စက်တင်ဘာ18ရက်နေ့မှာပဲအကြံဖက်စစ်ကွတ်တက်ကနေပြီးတော့လေကြောင်းကနေတော့ဘုံလာကျဲသွားခြင်းဖြစ်တယ်အဲ့တက်ခဲမှုအတွင်းမှာကျွန်တော် ရောရဲ့ဘက်18ဦးပွက်ချင်းပြီးတေဆုံးပြီးတော့20ကြော်ဝင်းကျင်အထိပြင်းပြင်းထန်ထန်တိုင်ရရှိခဲ့တယ်ဆိုတော့တိုက်ခိုက်မှုဟာတိတိကျကျလုံဆောင်သွားတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီအကြောင်းတွေကိုကျွန်တော်ဆွေးနွေးကြင်တာဗျဟုတ်ပြီ KIA တက်မှာ17နှစ်မြေတရင်17ကနေပြီးတော့ဒါစစ်တပ်ပေးဖို့တပင်းစင်နေတဲ့နေရာကိုလေကြောင်းကနေဘုံချက်တိုက်ခိုက်တာကြောင့်တရင်တပ်ဖို့ရောက်နေတဲ့အထက်ကနေပြီးတော့18ရောက်နေရာမှာပွက်ချင်းပြီးတေဆုံးပြီးတော့19ရောက်ကျော် ြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်တကယ်ခံရတဲ့ဒါဒဏ်ရာရှိသွားတဲ့သူတွေထဲမှာ KIA KPDF PDF တပ်ဖွဲ့ဝင်တွေရှိပြီမြဲအဲ့အသေးစိတ်အချက်လက်တွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ KIA နဲ့သတင်းမှန်ပြန်ကြားရေးဒါဘူမူကြီးနော်ဖူးကဒါပြောဆိုဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ရစတဲ့နိုင်လောက်လေကြောင်းနဲ့ဘုံကျဲတဲ့ဖြစ်စဉ်ရှိခဲ့တယ်။တေဆုံးတိုက်ခိုက်ခံရတဲ့အခြေအနေမှာစိန်အတိအကျဒါ ဘမူကြီးတော်ဘူးစီကိုတော့ရောက်မလာသေးဘူးရွှေကူဘက်ကဆိုတော့တဲ့ KI A ရော KPDF တွေရောပါပါတယ်ပြီးတော့အခြား PDF တွေလည်းပါမလားတို့မတည်သေးဘူးဒီနေရာမှာတိုက်ပွဲမဖြစ်ဘူးသတင်းပေါက်ကြားပြီးတော့ကျွန်တော်တပ်ပွဲဝင်တွေရှိတဲ့နေရာကိုအစ်မညီပညာနဲ့ရှာပြီးတော့နောက်တိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ဒါသူ့ရဲ့ထင်မြင်ယူဆချက်ကိုပြောဆိုလာတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဟုတ်ပြီ ကျွန်တော်တို့စည်ရည်ကျင့်ရေးကွင်းကိုတိကျဘုံကျဲသွားတာကျွန်တော်တက်ခဲ့စစ်တင်နန်းတစ်ခုပေါ့နော်အဲ့ဒီစစ်တင်နန်းကအဲ့ဒီဒီယာမှာ full internet line လုံးဝမရလုံးဝမရအဲ့တော့ကျွန်တော်မိသားစုဝင်တွေကိုလည်းကျွန်တော်ပြောဖော်ပြခဲ့ဘူးလေပေါ့နော် full internet ဆက်သွယ်ခြင်းလေဆိုရင်ကျွန်တော်တို့အခြားနေရာတစ်ခုနှစ်တဝက်လောက်သွားပြီးတော့မှာ တောင်ပေါ်တက်ပြီးတော့မှကျွန်တော်တို့ဖုန်းဆက်သွင်းတယ်ပြီးတော့ဘာသာရေးနေရာတွေမှာဒါဖုန်းအင်တာနက်လိုင်းမရှိတဲ့နေရာကိုစက်တင်နဲ့လုပ်ဖို့အတွက်ရွေးချယ်ထားတာလဲဆိုရင်နံပါတ်1 begin လုပ်တုံပို့ပါကျွန်တော်ဖုန်းအင်တာနက်လိုင်းရတယ်ဆိုရင်ကျွန်တော်တို့ပြဿနာရှိပါတယ်ဘာကြောင့်လဲဆိုတော့နေရာဒေသတည်တည်ကတည်ပြီးတော့ဒါပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုဝင်ကျင်ပါတယ်ဆိုပြီးတော့ရောက်လာကြတဲ့သူတွေအများကြီးယာနဲ့ချီ ဆိုတော့ဒီလူတွေတူးချင်းစီတိုင်းကိုကျွန်တော်တို့အိမ်နံရာရောက်သွားရောက်စုံငန်းဖို့အဆင်မပြေဘူးရောက်လာကြတဲ့အမိပေးတယ်ဓပုံရိုက်ခံတယ်ပြီးတော့စစ်တနေတက်ဖို့အတွက်သူတို့တွေစောင့်ကြတယ်ဗောနော်ဆိုတော့ဒီထဲမှာသူလူတွေဒလန်တွေအများကြီးပါလာနိုင်တယ်ဘလို့ပဲဖြစ်ပါတကယ်လို့ပါလာခဲ့တယ်ဆိုရင်လည်းပဲကျွန်တော်တို့ဒါစုံစမ်းဖို့ခက်ပဲခက်ပါတယ်ကျွန်တော်မိသားစုဝင်ဟုတ်ပြီ ဒါဆိုရင်ကျွန်တော်စစ်တင်နေပြီးတဲ့နေရာတွေမှာညတော့အဖြစ်ကလောက်ကြတာကကျွန်တော်တို့ဖုန်းတွေကိုအရင်ဆုံးသိမ်းပါတယ်ဖုန်းတွေသိမ်းတယ်ကျွန်တော်မိသားစုနေကျွန်တော်တို့အရာတပွဲဝင်နေတန်းန်းတွေကျွန်တော်အများကြီးတက်ခဲ့တယ်လက်ရှိပေါ့နော်ကျွန်တော်တို့ဒါ PDF ချင်းချင်းပေါ့နော်ပြန်ပြီးတော့တန်းန်းပေးခဲ့ရတဲ့အခြေအနေတွေလည်းရှိပါတယ်တော့ဖုန်းတွေအကုန်လုံးသိမ်းတယ်တန်းန်းစမတက်ခင်တည်းကဖုန်းတွေကိုအကုန်သိမ်းတယ်ပြီးတော့တန်းန်းပြီးတဲ့အချိန်ကျမှ ဖုန်းတွေပြန်ပေးတာရှိတယ်။ကျွန်တော်မိသားစုတွေပြောပြပါဦးမယ်။တခါတည်းမှာကျွန်တော်တို့သတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုတွေသူများဒါပေါ်တော့သတင်းကြီးတွေပေါ်တော့သတင်းဂျာနယ်တိုက်ကြီးတွေကနေပြီးတော့ဖော်ပြတဲ့အကြောင်းအရာတွေပဲသိကြတာပါ။ဆိုတော့ကျွန်တော်ပြောချင်တာကတော့လက်ရှိမြေပြင်မှာပေါ့နော်ကျွန်တော်ဖြတ်ကြုံကျော်ဖြတ်ခဲ့ရတဲ့အကြောင်းအရာတွေနဲ့ဒါနှိုင်းရှင်ပြီးတော့ကျွန်တော်မိသားစုတွေဖော်ပြမှာကျွန်တော်မိသားစုတွေဒါဒီပေါ်မှာပြန်ပြီးတော့သုံးသပ်ရမှာဖြစ်တယ်။ဟုတ်ပြီ။အဲ့ဒီမှာကျွန်တော်တို့ဖုန်းတွေကိုတေးရော။ ဖုန်းနဲ့တင်းတဲ့အချိန်မှာရဲဝယ်ရပြန်ပြီးတော့ complaint ပြန်တက်တာရှိတယ်။အရင်စိတ်ပူနေမှာဆိုလို့တပတ်တစ်ခါလောက်တော့ဖုန်းလေးပေးသုံးမှာဆိုတာမျိုးတွေလည်းရှိတယ်။အဲ့တော့တောက်လျှောက်ပြာမွေးကလေးကဖုန်းနဲ့မွေးလာတဲ့ပုံစံမျိုးဒါပေမဲ့ကျွန်တော်တို့ဒီထုတ်ပြန်ထားတဲ့စီကန်ချက်တွေပေါ့နော်စီကန်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကတင်းချက်ကလာတာလည်းရှိတယ်။ပြီးတော့အချို့ရဲဘော်တွေရဲဘော်တော့အစမ်းအားတွေကိုလိုက်ရောခဲတဲ့ချို့တင်တန်းတွေလည်းရှိတယ်။ ဆိုတော့ဟုတ်ပြီသင်နဲ့တက်နေတဲ့အခြေအနေဆိုကျွန်တော်တို့တပတ်လုံးသင်နဲ့ပြီးတက်တာဟုတ်ကျွန်တော်တို့စနစ်တွင်းလူရက်မျိုးတီမှာကျွန်တော်တို့ဘောနော်ဒါအဲဒီအပေါ်သားလေးချင်းမှုတွေပြီးတော့ခြားတော့ဘောနော်စကန်နင်းကိစ္စတွေကိုကျွန်တော်တို့ဖတ်ထိပ်ဘောနော်ဖတ်ထိပ်လောက်ရတဲ့ပုံစံမျိုးတွေနဲ့ရောပြီးတော့ကျွန်တော်တို့ကဒါသွားပါလေဆိုတော့အဲ့လိုရက်မျိုးတွေမှာစနေတနင်္ဂနွေလူနှစ်ရက်တည်းရတစ်ရက်ဒါသင်နဲ့သားတွေကိုပုံပေသုံးလားဆိုရက်ဒါစူးနေမှုတွေလည်းရှိပါတယ်ပုံပေသုံးခဲ့တာတွေလည်း ရှိတယ်အဲ့ဒါကအဓိကအဖြစ်ကတော့ EAO ပေါ့နော်အဲ့ရှိနေမြေမှာရှိတယ်ပေါ့နော်ခေါင်းဆောင်တဦးရဲ့ဆုံးဖြတ်ချက်နေပဲပေါ့နော်ဆိုတော့ဒီလိုအခြေအနေဒီကျွန်တော်တို့ကြုံတွေ့ခဲ့ရဘူးလေဒါကျွန်တော်ကိုနိုင်တင်တန်းပြန်ပြီးတော့ပေးခဲ့တယ်ပေါ့နော်တင်တန်းပတ်စင်တွေမှာမြင်တွေ့ခဲ့ရတာပေါ့ကျွန်တော်တို့ကတော့ဘုံကျဲမခံခဲ့ရပါဘူးဟုတ်ပြီကျွန်တော်ကိုနိုင်တက်ခဲ့ရတဲ့တင်တန်းတစ်ခုမှာကြတော့အဲ့ဒီနေရာကဖုန်းလိုင်းလုံးဝမရှိဘူးအဲ့ဒါနဲ့ဆိုပိုဝေးတာပေါ့ဗျာဆိုတော့ဖုန်းပါသွားလဲပဲဘာမှလုပ်လို့မရဘူး ဖုံးအားသွင်းဖို့လည်းပဲအခွင့်မပေးတာဘူးဆိုတော့အဲ့ဒီနေရာရောက်လာတဲ့လူတွေအကုန်လုံးဟာဖုန်းတွေကိုဒါအဲ့မှရှိတဲ့ခေါင်းဆောင်တွေကပြန်ပြီးတော့တိမ့်တာပေါ့ဗျာတိမ့်တေချာထုတ်ပိုးပြီးတော့တိမ့်တယ်တနန်းပြီးပြန်ပေးမိပေါ့ဒါမဲ့လည်းပဲတနန်းပြီးသွားလည်းဒီဖုန်းကတော့လုပ်ရမှာမဟုတ်ဘူးအေးပေါ့ဗောနော်ဒါဆက်သွယ်ရမယ့်ကိစ္စတွေဆိုရင်ကျွန်တော်တို့ကအများဆုံးအပြည့်ဆက်သွယ်ရေးကိရိယာဝကီတော်ကြီးပေါ့နော်ဆက်ပေါက်ပြီးတော့ပဲကျွန်တော်တို့ချိတ်ဆက်ကြတာရှိတယ် ပြီးတော့အဲ့ဒီတင်နန်းခွင်နဲ့ပတ်သက်ပြီးတော့စာဝတ်နေရေးပေါ့နော်ဒါစားတော့ပေါ့နော်အဓိကစားတော့စားတော့နဲ့ရိတ်ခါတွေကိုကျွန်တော်တို့တပတ်တစ်ခါပေါ့နော်ပေးပို့တဲ့အခြေအနေလေးတွေကျွန်တော်တို့ရှိပါတယ်ဆိုတော့နေမြေတစ်ခုနဲ့တစ်ခုတင်နန်းပေးတဲ့အခြေအနေတွေနဲ့ဒီတင်နန်းအတွက်ပြင်ဆင်ရတဲ့အခြေအနေမတူနိုင်ပါဘူးဆိုတော့ဒီအဲမှာဘုံချခံရတဲ့လက်ရှိအခင်းချင်းတွေကိုကျွန်တော်လေ့လာသုံးသပ်မိတယ်လို့ပေါ့နော်အဲ့ဒီအဲမှာသူလူတွေတေချာပေါက်ပါနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တင်နန်း မတက်ခင်မှာပြင်ဆင်ရတာရှိတယ်ကျွန်တော်မိသားစုဝင်ဥပမာဗျာအကျွန်တော်အကြောက်လာတယ်လူတွေစုကြတယ်ဗောနော်လူတွေစုပြီးတော့တနေ့ပဲနေပေးမလဲဆိုတာမျိုးကိုကျွန်တော်တို့အဲ့မှာ EAO နဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေကပြန်ပြီးတော့တိုင်ပင်ကြတယ်ပြီးရင်တနေ့ဘယ်ဘယ်ရက်ပေါ့နော်တနေ့ကာလပေါ့နော်ဘယ်လောက်ဘယ်လောက်ထားမယ်ဆိုတာအစပေါ့နော်ပြီးတော့မိုးရင်းကာလတွေမှာဆိုရင်ဘယ်လိုနေရာမျိုးတွေရွေးချယ်ကြမလဲစတယ်နေရာပေါ့နေရာကိုလည်းကျွန်တော်တို့အမြဲတမ်းရွေးချယ်ကြတယ်ဘာကြောင့်လဲတနေ့နေရာတဲမှာကျွန်တော်တို့ကအာ စစ်တင်တန်းတွေကိုတောက်ချောင်ပေးပါအောင်ပြောင်းရွှေ့ပြီးတော့နေရာပေးကြတာပေါ့နော်ကျွန်တော်တင်တန်းကတော်တော်များများပါတော့ကျွန်တော်တက်ခဲ့တဲ့တင်တန်းမှာလည်းပဲကျွန်တော်တို့တက်ကမဲ့တင်တန်းကွင်းကိုကျွန်တော်တို့ပဲရှင်းရတာဖြစ်တော်ရင်တော့ကျွန်တော်ပြသားတော်ရင်ကိုကျွန်တော်တို့ရှင်းရတာ PDD မဲ့ PDP မဲ့ကွင်းအစကိုနေမဲ့ဒီတင်တန်းဘားလိုက်ကအစကိုယ့်ကိုစောက်ကြတာအိမ်သားလည်းကိုယ့်ကိုတူရတာအဲ့လိုမျိုးတောကြီးကိုရှင်းပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့ PD ကွင်းအဲ့ဒီမှာဘားတိုင်းအဲ့ဒီမှာလေ့ကျင့်အဲ့ဒီမှာစပိုကန်အဲ့လိုမျိုးစောက်စောက်ပြီးတော့ကျွန်တော်တို့ကကိုယ့်တင်တန်းကွင်းကို ကိုစောက်ပြီးတော့မှတင်းတက်ခဲ့ရလာတော့ဒီလိုချင်းတွေလည်းရှိတယ်အခု KIA မှာအစစ်တင်နန်းကိုပေါ့နော်တိတိကျကျဘုံကျဲတက်ခတ်ခင်ရတယ်ပြီးတော့ location တည်နေရတွေပေါ့နော်တိတိကျကျပဲဒါတက်ခတ်ခင်ရမှုအတွင်းမှာကျွန်တော်ရဲဘော်တွေပေါ့နော်အသက်အများအပြားပေါ့နော်ဆုံးရှုံးခင်ရတဲ့ဒဏ်ရာပြီးတော့ဆုံးရှုံးခဲ့ရတာတွေဒဏ်ရာအများပြားရရှိခဲ့တယ်ဆိုတော့ကျွန်တော်လည်းတော်တော်ကိုစင်ကောင်းဖြစ်မိတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့စင်ကျင်ကြမလဲဆိုတာမျိုးကအာသူတို့ရဲ့ဒါက ် ERO တွေရဲ့ခေါင်းဆောင်တွေရဲ့ပြန်လည်သုံးသပ်ဖို့လည်းအရေးကြီးပါတယ်ဆိုတော့ရန်သူကတော့ကျွန်တော်တို့ထဲမှာလည်းပဲဒလူသူဒလူတွေပြီးတော့ဓာတွေကိုလည်းသူတို့ထည့်ထားတာအခုမှမဟုတ်ဘိုးနှကိုတွေရအစပိုင်းမှာတွေကလည်းထည့်ထားတာတွေရှိတယ်ပြီးတော့လက်ရှိတော်လိုင်းရေးပေါ်ကခင်းချင်းနဲ့ရေးချင်းနဲ့မြင့်လာတဲ့အချိန်မှာအာတောင်းတော့သွေးခွက်တက်ရှုတဲ့အခြေအနေတွေအများကြီးရှိတယ်သူ့လူကိုယ်ပတ်သားလူလူကိုယ်လူလူသူ့လူလူရောနေတာတွေအများကြီးရှိတယ်နောက်တစ်ချက် ဲ့ဒီချက်ကဖုန်းအင်တာနက်လိုင်းကနေပြီးတော့ခြေရာခံပြီးတော့ဘုံကျဲနိုင်တဲ့အခြေအနေတွေလည်းရှိတယ်။ကျွန်တော်မိသားစုဝင်နေကျွန်တော်ကဒီဆက်သွယ်ရေးနဲ့ညီပညာသင်တန်းလည်းတက်ခဲ့ရတယ်။အဲ့ဒီမှာလည်းကျွန်တော်ကိုယ်တိုင်အသုံးပြုခဲ့ရတဲ့အခြေအနေလည်းရှိတယ်။ကျွန်တော်နေရာတနေရာမှာကျွန်တော်ဖုန်းအလုံးကြီးပေါ့နော်အတော်အတန်နမများလေးပေါ့เนาะကျွန်တော်တို့အင်တာနက်တွေတုံးလာတယ်ဖုန်းတွေတုံးလာတယ်ဆိုရင်အနည်းဆုံးဆာဗာပေါ့เนาะပြောချင်တာကတော့ထာဝါတိုင်းကိုဝင်ရပါတယ် အပြေးဖုန်းလိုင်းဆိုရင်ပေါ့နော်တာဝါလိုင်းတွေကိုဝင်ရတယ်ဆိုတော့အဲ့ဒီမှာဖုန်းလုံးကြီးဘယ်နှလုံးသုံးနေရအစားအဲ့ဒီတာဝါလိုင်းကနေတော့ခြေအားခံပြီးတော့ဆောင်းသန်းလို့ရတယ်ပြီးတော့ရင်ဒါတီနီယာကိုရှာဖွေလို့ရတယ်ဆိုတော့ဒီလိုနေရာမှာဒီလိုကြေးရွာလဲမဟုတ်ဘဲနဲ့တောတောင်ထဲမှာဒါအင်တာနက်သုံးနေတယ်ဖုန်းသုံးနေတယ်ဆိုရင်အဲ့ဒီနေရာဟာတေချာပေါ့ဒါပေါ့နော်စင်းနဲ့ပတ်သက်တဲ့ထူကြတဲ့နေရာဖြစ်သတ်မှတ်ပြီးတော့တို့ကငကိုတဲကလည်းပဲ ရန်တန်ဘုံကျဲနေတဲ့ကောင်တွေဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီလိုခြေနေမျိုးမှာလည်းပဲဒါရောက်ပြီးတော့ဘုံကျဲသွားနိုင်တာရှိတယ်နောက်ပိုင်းတွေမှာကျွန်တော်တို့ Starlink Juru Internet ဗောနော်အဲဒီ Starlink Juru Internet ကဘိုင်းရိုက်တိတိကျကျနေရခြေရခံလို့ရကျွန်တော်မိသားစုဒါနဲ့ပတ်သက်ပြီးတော့လည်းပညာရှင်တွေကနေပြီးတော့ဒီ Starlink Juru Internet သုံးဆွဲတဲ့ရှင်တဲ့စစ်မျက်နှာပြင်တွေမှာဗောနော်အထူးသတိထားဖို့အတွက်ဒါဖော်ပြခဲ့တာတွေလည်းရှိတယ်ဆိုပါလို့ဗျာဒီနေရာမှာ Starlink ဖွင့်လာတယ် ဲ့နေရာကို location အတိအကျရှာပြီးတော့ဘုံကျစ်လို့ရတယ်။ဘာကြောင့်ကျွန်တော်တစ်ခါဗီဒီယိုတစ်ခုမှကျွန်တော်တင်ပြခဲ့ဘူးလေ။ Starlink Internet သုံးမယ်ဆိုရင်ကျွန်တော်တို့ဂျာကန်တစ်ခုပေါ့နော်။ဂျာကန်တစ်ခုပေါ့နော်။ဂျာကန်တစ်ခုဒေါက်တာပုံသံမျိုးပေါ့ဗျာ။ဂျာကန်တစ်ခုထားပြီးတော့ကျွန်တော်တို့သုံးလို့ရတာအခြေအနေတွေလည်းရှိတယ်။ဆိုတော့ Starlink ရဲ့တနေရာမှာကျွန်တော်သုံးဆွဲတဲ့လူတွေကတနေရာမှာပေါ့နော်။ဆိုတော့ဒီဂျာထဲမှာတော့ကျွန်တော်တို့ဒါဒီဂျာကန်တစ်ခုထားရတယ်ပေါ့နော်။ဆိုတော့ဒီအခြေအနေလေးတွေကိုလည်းကျွန်တော်ဖော်ပြခဲ့တာရှိတယ်။ ဒါတွေကလည်းပဲကျွန်တော်တို့လည်းတိတ်ရှိနေတဲ့ကိစ္စမျိုးတွေဖြစ်နေလို့ပါပြီးတော့လက်ရှိချိန်မှာအချမ်းပတ်စစ်ခွေးတက်ကနေပြီးတော့တရုတ်ရဲ့ရုရှားရဲ့အစည်းလက်နက်အကူအညီတွေပြည်နီးပညာတွေပါရိုက်ယူထားတာကိုလည်းကျွန်တော်တို့လုံးဝကိုမေ့လို့မရကျွန်တော်တို့ပေါ့လို့မရဟုတ်ပြီကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကတော့အဲ့ဒီဘုံကျတက်ခိုင်းမှုအတွင်းထဲမှာကျွန်တော်ရဲပေါ်တဲ့အထဲထဲမှာပဲဒါလာရောက်ပြီးတော့တင်းတင်းတက်တဲ့သူတွေထဲမှာဒီအခက်ရှိနိုင်တယ်လို့ကျွန်တော်ကသုံးသပ်တယ် ဆိုတော့တဏှာမစခင်ကြိုတင်ပြင်ဆင်နေတဲ့အချိန်ကလေးကသူဟာတဏှာလုံးမဲ့နေရာတဲ့ပတ်သက် ပြီးတော့လေ location ကြီးပေးထားတာလေဖြစ်နိုင်တယ်ပြီးတော့အဲ့ဒီမှာသုံးတဲ့ဒီ phone internet ဒါမှမဟုတ် starling နဲ့ပတ်သက်ပြီးတော့လေပြန်လည်ပြီးတော့ check in လုပ်ဖို့လိုတယ်ခုကတော့ဆုံးရှုံးခဲ့ရပြီးပြီဖြစ်တယ်အဒီလိုခြေနေမျိုးလေးတွေကိုကျွန်တော်တို့အထူးသတိပြုရမယ်ပြီးတော့ KI နဲ့ကျွန်တော်တို့ဒါ KPDT ပေါ့ဗျာ တော့အဲ့ဒီမှာရှိတဲ့ခေါင်းဆောင်တွေပေါ့နော်အာဒီဒီချိန်နဲ့ဘုံကျဲခံရတာလားဆိုတော့မဟုတ်ပါဘူးအရှိမလဲဘုံကျဲခံရခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်ဆိုတော့ဒီဖြစ်စဉ်တွေကိုကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ပြီးတော့အဖြေရှားရမှာဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်နေဆိုတော့ကျောင်းတော်လန်ချိန်မှာကျွန်တော်တို့ရဲဘော်တိုင်းဟာအထူးပြုပြုရပါတယ်ဘလို့ခြင်နေမျိုးမှာပဲဖြစ်နေပါစေကျွန်တော်အသက်ရှင်နိုင်မှာကျွန်တော်တို့တော်လန်နိုင်မှာဖြစ်ပါတယ်ကျွန်တော်အသက်ရှင်မှာကျွန်တော်ဖက်စစ်ခွတ်တက်ဖို့မီးဖို့ နိုင်တဲ့ခွင့်ရှားဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုကြည့်နေတယ်ကျွန်တော်ရဲ့ရေဘော်ရေဘက်ညီကိုပေါင်းလို့ true group ပြည်နေကျွန်တော်တော်လန်ရေးကိုအစုံအထိပါဝင်ဆင်နွှဲနိုင်ဖို့ကျွန်တော်မျှော်လင့်တယ်။